င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ရန်ကုန်မင်းတလေးအမြန်လမ်းပန်းမှာတိုက်ပွဲတွေပေါ်ဆောင်တော့မှာဖြစ်တဲ့အတွက်မလို့အဖဲခီးမသွားကြဖို့ PDF တွေကပြည်သူတွေကိုတတိပေးပါတယ်ရန်ကုန်နဲ့ ARE ကစကြောသက်အရွယ်လူငယ်တွေပျောက်ဆုံးမှုအလွန်များပြားလာပြီးပဲခူးမှာလူငယ်တဦးကိုစစ်ဖို့ထမ်းရမယ်လို့ဆိုကအိမ်ပေါ်ကို တက်ကပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့တွေပါဝင်နောက်ဆုံးတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုတ်ကတော့ရန်ကုန်မန္တလေးအမြန်လမ်းပိုင်းမှာပြည်သူ့ကာကွယ်တပ်တွေကစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့ပြီးပြည်သူတွေကိုတော်လဲအခြေအနေတွေနဲ့ပတ်သက်ကအသိပေးမှုတွေလှုပ်ဆောင်ခဲ့တယ်လို့နထိုးကြီး People Defense Force ကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်ဒီဇင်ဘာလ23ရက်နေ့ကနထိုးကြီး People Defense Force မြင်းကြံခရိုင်အမှတ်430တရင်က ရန်ကုန်မန္တလေးအမြန်လမ်းမကြီးမိုင်တန်အမှတ်338မှာတိုက်ပွဲတွေဖြစ်ပေါ်လာနိုင်တဲ့အတွက်ရန်ကုန်မန္တလေးကိုမလိုအပ်ဘဲခီးမသွားကြဖို့ညအချိန်မတော်မထွက်ကြဖို့တိုက်ပွဲဖြစ်ပွားနေချိန်တွင်ရှစ်ဆက်တိုးကကားကိုမမောင်းဘဲနီးစပ်ရာလုံခြုံတဲ့နေရာတွေမှာနေထိုင်ကြဖို့ ပြည်သူတွေကိုအတိပေးခဲ့တာတွေလှုပ်ဆောင်ခဲ့လို့လည်းသိရှိရပါတယ်။ဒါအပြင်ဘယ်နေရာမှာဘာဖြစ်နေလဲဆိုတာနားဆွင့်ထားကြဖို့လိုသလိုအစည်းကားတွေအနေနဲ့လည်းမှန်ကိုချကမောင်းနေပေးကြဖို့တိုက်ပွဲဖြစ်ပွားနေရကြတယ်မလာကြဖို့နထိုးကြီး People Defense Force ကတာဝန်ရှိသူတို့ကပြည်သူတွေကိုအတိပေးပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်တွေကရန်ကုန်မန္တလေးအမြန်လမ်းမကြီးမိုင်းတဲအမှတ်310ကျေးဝန်းကျင်ကိုလာရောက်နေရာယူထားတာတွေရှိနေတယ်လို့လည်းဆိုပါတယ်ရှင်။ ချင်းပြည်နယ်ရဲ့သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ ချင်းပြည်နယ်ကံပလက်မြို့ကိုသိမ်းပိုင်ပြီးရဲ့နောက်မှာနိုင်ငံရေးအကျဉ်းသားတွေအပါအဝင်အကျဉ်းသား၄ဦးကိုပြန်လည်လွှတ်ပေးလိုက်တယ်လို့ကံပလက်အခြေစိုက်ချင်းတော်လှန်ရေးအဖွဲ့ခေါင်းဆောင်ဆလိုင်းအောင်လင်းကပြောပါရယ်ဒီဇင်ဘာလ22ရက်နေ့ည7:00နာရီအချိန်မှာချင်းပြည်နယ်ကံပလက်မှာတက်ဆွဲထားတဲ့စစ်သားနယ်ရဲတွေအားလုံးစုခွာသွားပြီးရဲ့နောက်မှာချင်းညီနောင်တပ်ဖွဲ့ကကံပလက်မြို့ကိုအပြည့်အစုံတိုက်ခိုက်သိမ်းပိုက်လိုက်တာလည်းဖြစ်ပါရယ်အဲဒီလိုသိမ်းပိုက်ပြီးရဲ့နောက်မှာနိုင်ငံရေးအကျဉ်းသားတွေအပါအဝင်အကျဉ်းသား၄ဦးကို ုပြန်လည်လွှတ်ပေးလိုက်တာဖြစ်တယ်လို့လည်းပြောပြပါရယ်။အဲ့ဒီသူတွေထဲမှာဒလန်သတင်းပေးတဲ့အတွက်ထောင်ချသွားခဲ့ရပြီးထောင်ချတဲ့အခါမှာလည်းစစ်ကောင်စီကလက်သက်ကွန်ခွာမိဘူကန်နှိပ်ဆက်ခံရတဲ့နိုင်ငံရေးအကျဉ်းသားတူဦးလည်းပါတယ်လို့စစ်ကောင်စီတပ်တဲမှာမနေခြင်းနဲ့အတွက် ထွက်ပြေးသွားတဲ့စစ်သားကိုပြစ်ခတ်ဖမ်းဆီးပြီးထောင်ထဲထည့်ထားတဲ့စစ်ကောင်စီတပ်သားတို့လည်းပါဝင်တယ်လို့ဆလိုက်အောင်လင်းကပြပြပါရယ်အလားတူမင်းတပ်မြို့သိန်းတိုက်ပွဲမှာလည်းနိုင်ငံရေးအကျဉ်းသား၁၃ဦးကိုကယ်ထုတ်နိုင်ခဲ့ပြီးအဲ့ဒီအကျဉ်းသားတွေကိုတပ်ဆိုင်ရာနေရပ်တွေစီကိုပြန်လည်ပို့ဆောင်ပေးလိုက်ပြီလို့မင်းတပ်အခြေစိုက်ချင်းတော်လိုင်းအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံဆလိုက်ရောမန်ကပြောပါရယ်ရှင် ဒီတစ်ခါမှာတော့ရန်ကုန်တိုင်းနယ်အေရီတိုင်းမှာအသက်16နှစ်အရွယ်ကလေးငယ်တွေပျောက်ဆုံးမှုပုံမှုများပြားလာလို့မိသားစုဝင်အချို့နဲ့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါဗါးဒီဇင်ဘာလ16ရက်နေ့ကရန်ကုန်တိုင်းလှမ်းတရားမြို့နယ်အမှတ်9ရပ်ကွက်တကုံရွှေမြားလမ်းမှာနေထိုင်တဲ့အသက်16နှစ်အရွယ်လူငယ်တဦးဟာဖခင်ပြစ်သူဆုလိုက်တဲ့အတွက်နေရင်ကနေထွက်ခွာသွားရတာကနေ၃ရက်ကြာတဲ့အထိပြန်လာခြင်းမရှိဘဲ ျောက်ဆုံးနေခဲ့တာဖြစ်ပြီးလိုက်လံရှာဖွေပေးမဲ့လည်းမတွေ့ဘူးလို့သိရပါတယ်။အလားတူဒီဇင်ဘာလ18ရက်နေ့ကလည်းရန်ကုန်မြို့မှာကိုမောင်စိုးသူခေါ် ကိုမောင်ချေဆိုသူလဲအင်ကိုပြန်လဲရောက်ရှိလာခြင်းမရှိပဲပျောက်ဆုံးနေရလို့လူမှုကွန်ရက်ကနေတဆင့်ထုတ်ပြန်ထားပါဗျ။ဒါအပြင် ARD တိုင်းမြောင်းမြမြွတ်နယ်လက်ပုတ်ကလာကျေးရွာမှာနေထိုင်တဲ့အသက်15နှစ်အရွယ်ရှိတဲ့ဆယ်တန်းကျောင်းသားမောင်ထွတ်ရန်လင်းမှာလဲဈေးဝယ်ထွက်ရာကနေအင်ကိုပြန်ရောက်လာခြင်းမရှိဘူးလို့သိရှိရပါဗျ။အလားတူပဲခူးတိုင်းမိုးညိုမြို့ဇော်တိကရပ်ကွက်မှာနေထိုင်တဲ့အသက်30နှစ်အရွယ်ရှိတဲ့အမျိုးသားတအူးဟာလဲ2022ခုနှစ်မှာဖမ်းဆီးခံရပြီးခံဝင်တဲ့နေထိုင်စဉ်တွင် ်အခုနှစ်ဒီဇင်ဘာလ18ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကစစ်မှုထမ်းရန်လူလူလို့ဆိုပြီးနေအိမ်ကိုလာရောက်ကဖမ်းဆီးသွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်သစ်တရနာကိုပြပြပါတယ်အကြမ်းဖက်စစ်ကောင်စီကစစ်မှုထမ်းဖို့လစဉ်တပ်သားအရေးအတွက်ပြည့်မီခြင်းမရှိတာကြောင့်မြန်မာနိုင်ငံတဝန်းမှာပေါ်တာဆွဲဖမ်းဆီးမှုတွေကိုအကြီးအကျယ်လှုပ်ဆောင်နေရလို့လည်းသိရှိရပါတယ်ရှင် ဘကိုးတိုင်သတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်ဘကိုးတိုင်အုတ်တွင်းမြို့နယ်မှာ အကြက်ဖက်စစ်တပ်တက်ဆွဲထားတဲ့မြို့မှာရဲစခန်းထွေအုံရုံးနယ်ကံကလေးရွာတို့ကိုဒရုန်းနဲ့ပုံကျဲတက်ခတ်ရမှာစစ်သားနှုတ်ကတေသွားခဲ့လို့တောင်ပိုင်းစစ်ဒေသအမှတ်နေစစ်ဒေသကွဲကပြောပါရယ်ဒီဇင်ဘာလ22ရက်နေ့မနေ့17:24မိနစ်လောက်မှာအုတ်တွင်းမြို့နယ်ကံကလေးကျေးရွာအနီးမှာအခြေချတက်ဆွဲထားတဲ့အကြက်ဖက်တပ်သားတွေကို တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေက drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရမှာစစ်သား2ဦးဟာတေသွားပြီး9ဦးဟာအပြင်းထန်ဒဏ်ရာရခဲ့လို့လည်းသိရှိရပါတယ်။အဲဒီတိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသအမှတ်1စစ်ဒေသကွယ် PDF အမှတ်3932တရင် Delta 1 Drone Force တောင်ပိုင်းစစ်ကြောင်းနဲ့အုတ်တွေးပကဖ drone တပ်ဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။လာဒူဒီဇင်မာလာ6ရက်နေ့ကလည်း အုတ်တွင်းမြို့မှရဲစခန်းနဲ့ထွေအုပ်ရုံးတို့မှတက်ဆွဲထားတဲ့အကြက်ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအမှတ်393နှစ်တရင် Delta 1 Drone Force နဲ့အုတ်တွင်းပကဖ Drone တပ်ဖွဲ့တို့က Drone နဲ့ပုံကျဲတက်ခတ်ခဲ့ပါသေးရဲ့ရှင်။မကွေးတပ်သင်းတပုတ်ကိုကြည့်အောင်ပါ။မကွေးတန်းရေစိုးမြို့နယ်မှာအကြက်ဖက်စစ်တပ်ရိခါပို့စစ်ကြောင်းကိုတက်ခတ်ရမှာစစ်သား9ဦးဟာတေသွားခဲ့တယ်လို့ Yan Wolf Local PDF ကတာဝန်ရှိသူတို့ကပြောပြပါဗျာ။ဒီဇင်ဘာလ23ရက်နေ့မှာ ရေကြိုမြို့နယ်ကအကြက်ဖက်စစ်တပ်အထိုင်စခန်းကိုလက်နက်အင်အားနဲ့ဆန္ဒရိုက်ခါလာပို့တဲ့အကြက်ဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်တပ်ဖွဲ့ဝင်တွေကကြားဖြတ်တိုက်ခတ်ခဲ့လို့လည်းသိရှိရပါဗျ။အဲဒီတိုက်ခိုက်မှုအတွင်းမှာအကြက်ဖက်တပ်သား9ဦးဟာသေသွားတာဖြစ်ပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိပြီးစစ်သားအလောင်းတွေနဲ့ဒဏ်ရာရရှိသူတွေကိုစစ်ကောင်စီတပ်သားတွေက ပြန်လဲတည်ဆောင်သွားခဲ့လို့လည်းသိရှိရပါတယ်။တော်လန်ရဲဘော်တွေဘက်ကလည်းအထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့လို့လည်းသိရှိရပါတယ်။ဒီတိုက်ခိုက်မှုကို Yan Wolf PDF အဖွဲ့မန္တလေးခရိုင်တရင်ချောက်စားတောင်မိုးကျိုစားတောင်မြို့ပြပျောက်ကြား SD အဖွဲ့တွေနဲ့နယ်မြေပူးပေါင်းမဟာမိတ်တွေကလွတ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ကရင်ပြည်နယ်မြရီမြို့နယ်ရွှေကောက်ကိုလောင်ကစားမြို့တော်မှာ လူသေးဆုံးတဲ့အထိဖြစ်ပွားနေတဲ့ပြင်းထန်ကာလဝန်းရောက်ကကြောင်းထိုင်းမြန်မာနယ်စပ်ကိုတလကြာပိတ်ထားဖို့ထိုင်းကာကွယ်ဝန်ကြီးကအမိန့်ထုတ်လိုက်တယ်လို့ထိုင်းသတင်းတွေမှာသတင်းဖော်ပြချက်အရသိရှိရပါတယ်။ထိုင်းမြန်မာနယ်စပ်တပ်ခရိုင်တွေကာလဝန်းရောက်ကမပြန့်ပွားအောင်ကာကွယ်ဖို့အတွက်ကာကွယ်ဝန်ကြီးကထိုင်းမြန်မာနယ်စပ်ကိုတလကြာပိတ်ထားဖို့အမိန့်ထုတ်လိုက်တာလည်းဖြစ်ပါတယ်။ဒီဇင်ဘာလ23ရက်နေ့ကနေစတင်ကအမိန့်ထုတ်ပြန်လိုက်တာဖြစ်ပြီးထိုင်းမြန်မာနယ်စပ်မဲဆောက်ခရိုင်တာဝန်ရှိသူတွေမဲ ဲဆောက်ရဲတပ်ဖွဲ့နဲ့မဲဆောက်စစ်ရုံကဝန်ထမ်းတွေကတခရိုင်နယ်ဆက်ကြေးရွာတွေမှာကာလဝမ်းယောဂါကာကွယ်အသိပညာပေးမှုတွေကိုလှုပ်ဆောင်နေရလို့လည်းသိရှိရပါတယ်။လက်တလုံးမှာကင်းပြည်နယ်မြရီမြို့နယ်ရွှေကောက်ကိုမြို့တင်မှာ ကာလဝမ်းယောဂါကုဆက်ပြန်ပွားနေပြီးအ ਨੇ ဆုံးလူနှစ်ဦးဟာသေဆုံးခဲ့ရကာရာပေါင်းများစွာကုဆက်ခံရရလို့လည်းသိရပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်။ဒါကရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမမြပါ။